တေးဇဝင်တို့မဂ္ဂဇင်းပိတ်သက်ကြီးမင်္ဂလာပါ။ညီကြီးကတော့ဒီနေ့မှာတော့အကောက်ကိုချဲလန့်လေးတစ်ခုခေါ်ထားပါဗါ။ဘာလေးလဲဆိုတော့ဒီလိုအာလူသီးလေးကိုအသုံးပြုပြီးတော့အာလူကြွကြော်လေးကို10မိနစ်အတွင်းကြော်ပြပါမယ်။ကြာချိန်လေးကတော့အိုးထဲမှာ9မိနစ်ကြာပါမယ်။အပြင်ပြင်ချိန်လေးကတော့9မိနစ်ကြာမယ်။စွတ်စွတ်ပေါင်း10မိနစ်ကြာပါမယ်။ဒါဆိုရင်တော့ဒီ10မိနစ်အတွင်းမှာညီကြီးအာလူကြွကြော်လေးလုပ်နိုင်မလားဆိုတာကိုကြည့်လိုက်ကြရအောင်နော်။အဲ့ဒါမှ ready go ပါဆင်းမင်းနေအတွင်လောက်အောင်ပါဆိုတော့လေလွယ်တော့မလွယ်ဘူးဒါပေမဲ့နေကြီးအလွယ်ဆုံးကိုတော့ရွေးထားရပေါ့နော်ဘင်းကြီးစားဘင်းတော့ငရုတ်သီး၃လောက်စားရမယ်လို့ညီကြီးကိုပြောပါတယ် မြေဦးဒီစားခြင်းဦးเนาะအာလူးတယ်ကျွန်တော်နေတယ်ဗျာ။ဟဲ့။ Okay. ညပြတော့။ Okay, okay. Okay. ကြပါပြီ။ပွဲပြင်ဝဲရှိတော့ပါဗျာ။ဒါဆက်ကြရမယ်ကျွန်တော်ရဲ့5432 what ဒါကမီးရတော့7မိနစ်အတွင်းမှာဒီလိုအလူးလေးရကျွတ်လဲကျွတ်တယ်ရွရလေးနဲ့စားလို့လဲကောင်းတယ်။ ဟွန်းအရတာကတော့လေကျွတ်ကျွတ်ရွရွလေးနဲ့စားလို့ကောင်းပါကောင်းနေကြီးကတော့ဒီအလူကျော်လေးပေါ်မှာစားငရုပ်ကောင်းလေးဖြူးပြီးတော့စားရပေါ့နော်ဒီအလူကျော်လေးနဲ့တွဲစားဖို့ဆိုရင်တော့ကိုကြိုက်နေတဲ့ sorry နဲ့စားလို့ရရပေါ့နော် mayonnaise နဲ့လည်းစားလို့ရရ tomato ketchup နဲ့လည်းစားလို့ရရအခြားမကြီးနဲ့ sorry နဲ့လည်းစားလို့ရရကိုကြိုက်နေတဲ့အရာနဲ့စားလို့ရရပေါ့နော်နောက်ထပ်ညီကြီး7မိနစ်အတွင်းဗာဗီဒီယိုလေးတွေဆက်တင်ပေးမယ်လဲဆိုတာကိုအားလုံးပဲစောင့်ကြည့်ပေးကြပါဦးနော်အားလုံးပဲတက်တာ